ဒီကိုရလုံးပဲမင်္ဂလာပါဖော်ပွင့်သူစီစီပိုပြီးသုံးသက်ချက်ပေါက်ကက်စီစီကနေပြီးတော့ပြန်လည်ကြိုးစားပါရယ်ကျွန်တော်တကယ်ကိုမှကျွန်တော်တို့ဒါချန်ပီယံစိတ်ဓာတ်အဓိကတော့ကျွန်တော်တို့ဒီဖလားကိုရယူမယ်ဆိုရင်စိတ်ဓာတ်နဲ့အာဆင်နယ်ကတော့ဒါအင်ကွင်းအမ်မရိတ်မှာအန်တတီကိုမက်ထရစ်ကို4-0ရတဲ့တကူနဲ့အနိုင်ပိုင်းနိုင်ခဲ့ပါတကယ်ကိုမှအီဒီကိုရဲ့ဒီနေ့ပွဲမှာအနိုင်ဆုံးတည်ရတမန်တော့ရယူနိုင်မယ်ဆိုရင်စိတ်ဓာတ်ကို ဖြည့်စီအောင်ဖြည့်စီလိုက်တဲ့ကျွန်တော်ဒါနီးပြအာဂျီတိုင်းအာဆင်နယ်လိုပဲခုတည်းရှိကနဦးအနေနဲ့ပြောရမယ်ပေါ့ဆိုတော့ဒီပထမပိုင်းကတော့ကျွန်တော်ဒီ AD ကိုဘက်ကအာကျွန်တော်တို့ဒီခွင့်ရေးတွေပါညာရရှိခဲ့တယ်ဆိုမှလည်းဒီဘက်ကအာဆင်နယ်ကတော့တကယ်ပုံမှန်ပုံမှန်ကိုယ်တော်ကောင်းကိုတောက်ချောက်သူလိုပြတ်တနိုင်ခဲ့တာဒါပထမပိုင်းကတော့ကျွန်တော်တို့ဒူတင်ကိုရင်းရှင်းမြနိုင်ခဲ့တယ်ဆိုပေမဲ့အာဆင်နယ်ရဲ့ပထမဦးဆုံး service ကနေတစ်ဆင့်ကျွန်တော်တို့ဒီတွင်ကိုဒါစာရီဘာ sorry ဒီကာပီရဲ့ဂိုးရပြီးနောက်ပိုင်းမှာဆိုရင် momentum အာဆင်နယ်ဘက်ကိုချိန်သွားပြီးတော့ တကယ်ဥမာ ID ကိုနေနဲ့ဘာမှမပြုတ်လို့နိုင်ဘူးပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရေကိုနေဝင်းရေကိုကျော်ကြီးရေဆွေးနွေးတော့ပြပါဖြစ်ပါတယ်ကျွန်တော်တို့အစီအစဉ်ကိုကြည့်နေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလိုလက်တော်ရင်းနဲ့အားပေးကြဖို့တောင်းဆိုချင်ပါတယ် channel ကို subscribe လုပ်ရသေးဘူးဆိုတော့ subscribe လုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်ဆိုတော့အစနေကတော့ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါပွဲချုပ်သုံးသက်ချက်နဲ့ပြုတ်ခဲ့တယ်ပေါ့ဆိုတော့အဲဒီပွဲချုပ်သုံးသက်ချက်မှာကျွန်တော်တို့ဒီနေ့ပွဲကိုအောင်မလားဆိုပြီးတော့ဆော့ဟိုကျွန်တော်တို့ဒီခံမှန်းခဲ့ပြီးနေတာပါဆန်နေပိတ်တဲ့ညီကိုရတော့ဒါယုံကြည်ချက်ရှိစွာနဲ့ပဲ 3G တော့ပြတ်မယ် အစစ်စည်းတော့ပြတ်မယ်စသဖြင့်ဒီလိုမျိုး comment တွေရေးထားကြရပါတော့ကျွန်တော်ကတော့ဖြစ်နိုင်ပါမလားပေါ့ဒါပေမဲ့ပထမပိုင်းပြီးရင်နေတာတခုမှတော့ goal အောက်မယ်လို့ထင်ခဲ့ပြီးမြန် Arsenal ရဲ့ momentum ကတကယ်ကိုမှတကယ်ကို against the all ဖြစ်သွားပြီးတော့တကယ်ကိုတောက်လျှောက်ဆိုသလို twin goal တွေကိုစတိုက်မြင်ခဲ့ရတာဆိုတော့ဒါတကယ်ကိုမှကောင်းမွန်တဲ့ချန်ပီယံလိဒါပွဲစဉ်၃လို့ပြောရမယ်ပေါ့နော်ခုလက်ရှိချိန်မှာချန်ပီယံလိမှာဆိုရင်ပေး goal ကျွန်တော်ခွင့်မပြုခံရဆိုရင်အာဆင်နယ်တသိမ်းမရှိတော့ရင်ဒီဟာခုဒီမှာရောက်လာပြီဆိုတော့တကယ်ကိုကောင်းမွန်တဲ့ဒါကန်ဆယ်တွဲကိုလည်းခုလက်ရှိမှာအာဆင်နယ်နဲ့ပိုင်ဆိုင်တာဆိုတော့ဒီ group stage ကတော့အဲပြောရမယ်ဆိုရင်အာဆင်နယ်အနေနဲ့ဒါထပ်ပြီးတော့လှည့်ကြည့်ကြအောင်မလုပ်လို့လို့ကျွန်တော်ထင်တယ်ဒါနောက်ဆုံးတက်ဖို့ကတော့ဒီစားပါပြီဆိုတော့အာဆင်နယ်အနေနဲ့နောက်တစ်ဆင့်ကိုဘယ်အဆင့်နဲ့ပဲတက်ရမယ်ဆိုတော့ဆုံးဖြတ်မယ်လို့ထင်တယ်ပေါ့ဆိုတော့အဲ့တို့ကြောင့်ဒီကေကိုမှဟိုအာဆင်နယ်ကတော့ဒီကေကိုပုံစံကောင်းပြသနေစေပါဆိုတော့ဒါလူချင်းထုတ်ပုံနဲ့ကြည့်ရအောင်ပေါ့အဓိကအင်ဒီကိုမက်ထရစ်ကတော့ဒါပြောမှာဆိုရင် Everest တို့ပါလို့ ိုပွဲထွက်လာရင်ပါလဲဆိုမဲ့မယ်ခွန်လန်ကလကတို့ပါလို့ပြီးတော့ bench မှာပို့လာတယ်ဆိုတော့ဒီချက်ကလည်း EDCO ရဲ့တကယ်ကျွန်တော်တို့ high pressing ပြုလုပ်နေတာကဘာကုတက်ရှိတာ on screen အမြင်တွေ့ရမှာဆိုရင် junior everest တယောက်လောက်ပဲတစ်ဖက် arsenal အသင်းကိုဒါပြောမှဆိုရင်ကိုပေါ့ချေချမ်းမှုတွေပြုလုပ်နိုင်ခဲ့တာတခြားသောကိုကီးတို့ပါတော့ကကျွန်တော်တကယ်ကိုမှထင်သောပြုလုပ်နိုင်ခဲ့တာမရှိဘူးဒါပြင်စွန်လို့ဆိုရယ်ကစားသမားလည်းကုတက်ရှိတင်မှာတကယ်ကိုမှကောင်းမွန်တဲ့ performance ပြသနိုင်ခဲ့တာမဟုတ်ဘူးဆိုတော့အဲ့ဒီကြောင့်မို့လို့ဒါ oblak ကတော့ဒါအနေနဲ့အများတို့ဒါ EDCO match ရဲ့ကိုပေါ့တွေကိုကာကွယ်ပေးနိုင်တယ်ဆိုပြီးတော့တစ်ဖက်က arsenal ရဲ့ momentum မှာတော့ဒါ ကြာရှုံးသွားတယ်ပေါ့ဗျာဆိုတော့အဲ့ဒါကြောင့်မို့လို့ဒါ Human Everest တရားတော့ပဲခုလက်ရှိချိန်မှာဆိုရင်ဒါ7 out of 10ပါညာ rating ဒါ full moon ကပေးထားပါတော့ကျွန်တော်ကစားနာမှဆိုရင်ညီကိုပဲဒါ on screen ပေါ်မြင်ခဲ့ရတဲ့အတိုင်းပဲတကယ်ကိုမှလောက်လောက်ကကအာဆန်နယ်ကိုဖိအားပေးနိုင်ခဲ့တာမရှိဘူးတစ်ဖက်က Arsenal မှာချီးကျူးရမှာလို့ဒီနေ့ခံစစ်အတွေ့အဆက်အကောင်လုံး full back ပါပဲဒါပြောမှဆိုရင်ဒါ United ဒီတင်ပါလေတကယ်ကိုကောင်းမှုသလိုဂါဘီဂါဘီယယ်နဲ့ဆာလီဘာတို့ဆက်ကြတယ်ဒီနေ့ပွဲမှာတစ်ဖက်ကျွန်တော်တို့ဒီ AD ကိုရဲ့တိုက်စစ်တွေကိုဒါ အကောင်းမဆိုထင်းသိမ့်နိုင်ခဲ့တယ်။ဂါရီယယ်ဆိုဒီတပုံးမှာ twin ကိုရတယ် assist လည်းရတယ်။ဒါပြင် lewis kelly တကယ်ကိုမှဗျာကျွန်တော်တို့ဒီကွင်းထဲကနေတစ်ဆင့်တောင်းလျှောက်ဆိုသူတို့ဆွဲပြီးတော့ရဲ့အလုံးကတကယ်ကိုမှော်ဝင်တဲ့အနေအထားတစ်ခုကိုမှပြသနိုင်ခဲ့တယ်ဆိုဒီအလုံးကလည်းတကယ်ကို lewis kelly ရဲ့ performance တစ်ခုကိုပြသနိုင်ခဲ့လို့တစ်ဖက် martinelli ရတယ်တောင်းကိုသူအခွင့်အရေးကို twin ကိုဖြစ်နေပြုလုပ်နိုင်ခဲ့မှာနော်ဒီချိန်အစားပြီးတောင်းလျှောက်ဆိုတော့ arsenal က on the moment ဖြစ်သွားခဲ့တာဒါပြင်ကျွန်တော်ဒီနေ့တိုက်စစ်မှာသူတော့တော့ကန်နာရဲ့ for the u press မှာကျွန်တော်ပွဲချုပ်မှာပုံသက်ပုံသက်ခဲ့သလိုပဲ ဆိုတော့ Ugress နဲ့ဒီနေ့ပွဲမှာဒါ Twin Go ရဲ့ပြန်လည်ရရှိဖို့တော့မျှော်နေတယ်ဆိုတော့ဒါပေမဲ့ဒီနေ့ပွဲမှာနှစ်ဂိုးအထိပါရရှိခဲ့တာ Captain ကျွန်တော်ဒါ hat trick တောင်မှသူ့အနေနဲ့ရရှိသွားနိုင်တယ်မှာဆိုတော့ဖြစ်တဲ့ Ugress ကတော့ဒါပြန်ပြီးရုံချမှုအနေနဲ့တိစောက်ဖို့အတွက်ဆိုရင်တော့တော်တော်လေးဟိုမှာ process ဆောင်ရဲ့အချက်လိုပဲဆိုရမယ်ပေါ့ဇာတ် ဒီ origami မပေါ်ဝင်နိုင်တဲ့နေနောက်တစ်ခုမှာဟိုကျွန်တော်တို့ဒီလူစားဒီအတုံးတော်ခံလာတဲ့အစေးကနေဘယ်မှာအကောင်းဆုံးပြသနိုင်ခဲ့တယ်ပေါ့ဗျာဆိုတော့အဲ့ဒါကြောင့်မို့တကယ်ကိုကောင်းမွန်တဲ့အာဆင်နယ်ရဲ့ဒါလူထုပုံလည်းပိုရမယ်ပေါ့ဆိုတော့တကယ်ကိုဒီနေ့ပွဲမှာကအာဆင်နယ်အနေနဲ့ကတကယ်ဒါဆက်ပြီးဒါအီဒီကိုရဲ့ဒါအနေချက်တွေကိုရှာတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ဒါရှော့ဆိုတို့တို့ထိုးပေါက်ကိုကြိုးစားခဲ့တယ်ဆိုပေမဲ့လည်းဒါအာဆင်နယ်ရဲ့တကယ်ကို ကျွန်တော် formula လို့ပဲဆိုရမလား arsenal ရဲ့တကယ် treatment လို့ပဲပြောရမလားဆိုတော့ဒီ service ကနေတစ်စက်ကိုရအောင်ပြုလုပ်ပြီးနောက်ပိုင်းမှာဆိုရင် down shot ဆိုတော့ရလာတဲ့ goal တွေကလည်းတကယ်ကိုမှ quality goal တွေပါဒီအဓိကဒီ lewis kelly ရဲ့ဟိုတကောတော့ဒါဆွမ်းဆောင်မှုနဲ့ saint martinelli ရောက်ဝဲ goal ဆိုရင် uber mlin ရဲ့ရတဲ့ goal တကယ်ကိုမှကျွန်တော်ဟိုဒီအပတ်ရဲ့အကောင်းဆုံး goal တွေကတကောလို့ပဲကျွန်တော်ဆိုရမယ်ပေါ့နော်ဆိုတော့တကယ်ကိုမှကောင်းမွန်တဲ့ arsenal မှာဆိုတော့ဒါ statistic တွေရဆိုတဲ့ arsenal ကတော့ဘောလုံး possession ရတော့51%လောက်မှညာရှိတယ်တကယ်ကိုမှကျွန်တော် on target ကို၈ချိန်ကြီးရပြီးတော့ ed ကို ကတစ်ချိန်ပဲဟိုတာဂက်ဖြစ်ခဲ့ပါတယ်။ Bitches တွေကအာဆနယ်ဘက်ကပဲတောက်ဆောက်စုလို့ရခဲ့ပြီးတော့ကျွန်တော် ETGO ကလည်းဒါအွန်တာဂက်တစ်ချိန်တိုတယ်ရှုကတော့ပြောမှာစအတမ်ကတော့၁၇ချိန်နောက်ဒါ Go Box Candidate ပါညာပြုတ်တယ်ဆိုပေမဲ့လည်း Expected Goal ပါညာရကြည့်အောင်ဆို ETGO ကလည်းလောလောဆယ်ပြုတ်လို့နိုင်ခဲ့ဘူး။ပထမပိုင်းမှာကျွန်တော်ပြုတ်လုပ်ခဲ့တာ David Ryan အမှန်တကယ်သိစိတ် ဟိုရဲ့ Everest နေနဲ့ဒါပြောမှဆိုရင်တွင်းဖို့ကြိုးစားခဲ့ဆိုမှလည်းကိုကိုပေါင်းနဲ့နည်းနည်းလေးလွဲသွားတော့ဆိုအဲ့ဒီဒါတစ်ခုတော့ပဲဒါ Arsenal ဘက်ချမ်းကိုဒါချိန်ချောက်နိုင်ခဲ့တာတခြား high ဆို Arsenal ဘက်ချမ်းမှာချိန်ချောက်နိုင်ခဲ့တယ်ဆိုမရှိဘူးဒါပြောမှဆိုရင် mind map တော့ကြည့်ရမယ်ဆိုရင် Arsenal ကပဲအသာကြီးပဲပေါ့နော်ဒါပြောမှဆိုတကယ်ကိုကောင်းမှာဆိုတော့ကျွန်တော်ပြောလည်းများနေပြီဆိုတော့ဒါကိုကျော်ရင်းနေနဲ့ဒီဘက်လည်းကျွန်တော်အကုန်တူတူကြည့်ခဲ့ပေါ့နော်ဆိုတော့ဒါတုံးသက်ပြီးပါအောင်ဒီ Arsenal 9-0ပေါ့ ဟုတ်ကဲ့ကျွန်တော်တို့အတူကြည့်နေတယ်ကျွန်တော်လည်းဒါအထက်ကပါပေါ်လာရင်းရှိရတာကိုကြည့်ရောကိုနေဝင်းဆောင်နေတယ်ကြည့်နေရင်းနဲ့ကျွန်တော်ပြောတာလေးစကားတစ်ခုရှိရပေါ့နော်အဲ့ဒါတော့အကွက်ပေါင်းတစ်ထောင်လေးကျင်တာထက်တကွက်ထဲကိုပဲအခါတစ်ထောင်လောက်လေးကျင်တဲ့ကောင်ကပိုပြီးအန္တရာယ်များရတယ်ဆိုတဲ့စကားကိုကျွန်တော်တို့စကားလေးပြောခဲ့ကြရပေါ့အဓိကတော့ဒါအာဆင်နယ်ဆက်ပစ်ပါတကယ်ပါဗျာဘလောက်တော့အာဆင်နယ်ဆက်ပစ်ကဒီလူတွေပေါ်လွှမ်းမိုးမှုရှိတယ်ဆိုတာ ကင်မရာမန်တွေဆိုလို့ရှိရင်အာဆင်နယ်ဆက်ပီးစကန်တော့မယ်ဆိုလို့ရှိရင်ဆက်ပီးနီးပြကိုကင်မရာကြီးကိုဇွန်းင်းနဲ့ချဲ့ပြတယ်ဘယ်အသင်းအောင်မှမလုပ်ပြအောင်တော့အဲ့ဒါအာဆင်နယ်တင်းနေပဲအခုချန်ပီယံလိရဲ့မှာမဟုတ်ပါဘူးပရီးမီးယားလိကကင်မရာသမားတွေလည်းအဲ့တိုင်းပဲလုံးဝအာဆင်နယ်ဆက်ပီးပြပြီဆိုတော့အာဆင်နယ်ဆက်ပီးနီးပြကိုပဲချဲ့ပြီးတော့ဟိုဖိုးပြအခုအာဆင်နယ်ကဆက်ပီးကတောက်ချောက်ကိုရတာပဲပြီးတော့အာဆင်နယ်ကလည်း ဟုတ်သိပြီးတော့လေလိုဘလော့ကိုဖြီးရတာဒီကောင်လေးကဘယ်လိုလဲလိုဘလော့မင်းတို့ကြိုက်တယ်မင်းတို့လိုဘလော့ဆော့မလားမင်းတို့လိုဘလော့ဆော့လဲငါတို့ကမကြောက်ဘူးမင်းတို့လိုဘလော့ဆော့လဲငါတို့ကအဲကိုးသွင်းနိုင်တဲ့တခြားနည်းရတယ်ပြောတော့ထပ်ပြီးဆက်ပြီးကိုးသွင်းမယ်အဲ့လိုစိတ်ကြပြောတဲ့အာဆင်နယ်ကန်နီယာလို့ကျွန်တော်ကတော့မြင်သွားပြီအဲ့လိုပုံစံမျိုးနဲ့ပဲကန်နီယာဒီဖူဝမ်နဲ့ဘွဲမှာလဲကျွန်တော်ရဲ့ကိုကြီးရဲ့ကြည့်ရတောက်ချောက် open play ကနေဒီတော့အခွင့်အရေးတွေမရခဲ့ဘူးဒီနေ့ အက်တလတီကိုကစားသွားတာအထက်ဖူဝမ်ကစားဖူဝမ်အာဆင်နယ်ကိုတုံ့ပြန်သွားတဲ့ပုံလေးကပူတော်ကောင်းသေးရဲ့အာဆင်နယ်ခက်ခက်ခဲခဲနဲ့ဒီဆက်ပီးကနေပဲ1-0ရလာတဲ့အနိုင်ရရှိခဲ့ဒီနေ့မှဆိုလဲဗျာအာဆင်နယ်ကဆက်ပီးကနေပြီးစပြီးဂိုးရတာနဲ့လုံးဝပွင့်သွားတယ်အာဆင်နယ်ရဲ့ဆက်ပီးမှာအရေးပါဆုံးလူကတော့အာချိုးရတော့ပြောကြမယ်ဒါဆက်ပီးကိုရှင် ဆိုပြီးတော့တော်တော်များပြောကြမယ်ကျွန်တော်ကလည်းသူတို့ပြောတာလည်းမှားတယ်ဆိုတော့ကျွန်တော်မမြင်ဘူးဒါပေမဲ့ကျွန်တော်တစ်ယောက်ထဲအမြင်ရဆိုရင်အာဆင်နယ်ဆက်ပစ်မှာဆက်ပစ်မှာအရေးပါဆုံးကစားသမားကဂျစ်ကလန်ရိုက်ပါဂျစ်ကလန်ရိုက်ရဲ့ဒီခုတ်တင်ပေးမှုတွေကဒီတစ်ဖက်အသင်းရဲ့ကစားသမားတွေကဘလို့မဟုတ်ဟိုဖြတ်ထုတ်လို့မရနိုင်အောင်ရှိရောအာကြည့်ကြရတဲ့ပေးပို့မှုတွေကိုဒါဂျစ်ကလန်ရိုက်ကပြောလို့နိုင်တဲ့အတွက်ကြောင့်မလို့ဒါအခုလိုမျိုးအာဆင်နယ်ရဲ့ဆက်ပစ်တွေကအာဒီအစွမ်းထက်ရခြင်းပဲဖြစ်ပါတယ် ဒီလိုဒါဒီကလာရိုက်နေရာမှာတခြားကစားသမားတွေဖြစ်ခဲ့မယ်ဆိုရင်ဥမာဒီစာကာဖြစ်နေတော့မှာစာကာကလည်းဒီကလာရိုက်လောက်နေတူတူတော့အကောင်းဆုံးတော့အခုတင်ပေးနိုင်မှုရှိရဒါပေမဲ့ဒီကလာရိုက်ကတော့အကောင်းဆုံးပဲဒီကလာရိုက်နေရာမှာဒီကလာရိုက်မဟုတ်ပဲနဲ့ဒီတခြားကစားသမားတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အခုဒီကလာရိုက်လို့ပြောလုံးဆောင်နိုင်မယ်လို့ကျွန်တော်ကတော့မထင်ဘူးပြဒီကလာရိုက်တကယ်ကိုကောင်းပါတယ်သူခုတ်တင်ပေးဖို့မှုတွေကသူရဲ့အဲ့လိုမျိုးခုတ်တင်ပေးမှုတွေမှုတွေကြောင့်ပဲ service တွေရတယ်ပြီးတော့ခွင့်ရတွေရလာတယ်ကိုယ်ဖြစ်တွေပြောင်းလဲနိုင်ပြောလဲအာဆင်နယ်ကစားသမားတွေကကျွန်တော်ကတော့ပြောရရင်လုံးခဲ့တဲ့ နံနက်လောက်ကဆိုအာဆင်နယ်ကဆက်ပစ်ကိုပဲဒါအာကိုစပြီးအာကိုလာတယ်ဒါအာကိုလုံးနေတယ်ဆက်ပစ်ကမရလို့ရှိရင်အာဆင်နယ်ဂိုးမရတော့ဘူးဆိုပြီးတော့အကုန်လုံးကပြောနေကြတယ်အဲ့ဒါအောင်မှဒါ80ဂိုးနဲ့ပွဲမှာဆက်ပစ်ကလည်းဂိုးသိမ်းပြီးရဲ့အတိကျအောင်ထပ်ပြီးတော့တကူတော့ဒီ Lewis Kelly ကိုဒါကိုချီပြောရပါတယ် Lewis Kelly ရဲ့တကူတော့တကူတော့ဆွမ်းဆောင်ရရတယ်စစ်ရလာတဲ့အခွင့်အရေးတော့မတင်သေးဘူးသိမ်းသွားတဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်ဒါမင်းတို့ကငါတို့ကဒီတကူစသွင်းလိုက်တဲ့ဒီ service ကလည်းတကူစသွင်းလိုက်တဲ့အချိန်မှာမင်းတို့ရဲ့နောက်တန်းက PO ဖြစ်သွားမယ်မင်းတို့ရဲ့ဒီ ဒီ game plan တွေကပျက်စီးသွားမယ်အဲ့လိုနေရာမှာမင်းတို့ပျက်စီးသွားတဲ့ game plan ကိုငါတို့ကထပ်ပြီးရောထပ်စီးပေးမယ်ဆိုတော့ပုံစံမျိုးနဲ့ဒီကောင်တွေထပ်ပြီးကြိုးစားပြီးတော့မှအဲ့လိုပေါ့ open player တွေ goal တွေရအောင်ဆွမ်းဆောင်နိုင်ဆိုတာဒါ Arsenal အသင်းတော်တော်ကြီးကောင်းပါပြီပြီးတော့ Arsenal အသင်းရဲ့နောက်တန်းမှာအော်တကယ်ကတရားစီလုံးမှာအခုကျွန်တော်တို့ဒါ August September October October တော့ရောက်နေပြီအခုလက်ရှိကိုပေးထားတဲ့ပုံက3 goal ပဲရှိပါသေးတယ် quality goal တွေကြီးပဲပေးထားရတာပါ Arsenal နောက်တန်း ြောရင်အာဆင်နယ်အသင်းကြီးရဒီမှာဖလားရရမယ်ဆိုလို့ရှိရင်ဖလားရရဖို့တည်းတော်တော်လေးကိုဂျပန်စားနေတည်ကြနေပြီဆိုတာကိုတော့တော်တော်လေးမြင်နေရတယ်တကယ်လို့သာရခဲ့မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းနောက်တန်းကတော့လုံးဝကို credit ပေးရပေးတင်တယ်ဗျာတကယ်လို့ဆာလီဘာဒီနာဝါတဲ့ဒီညပွဲ၃ပွဲလောက်တောင်မှမက်စကွဲရာဝင်ကစားပြီးတော့အကောင်းဆုံးဒါထိန်းထားနိုင်တဲ့နေသားရှိခဲ့တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီပြမီခဲအာဒီတာပါအာဒီတာအနေနဲ့4စီးဖြစ်သွားတဲ့အချိန်မှာလဲတင်တဲ့ကစားသမားတွေလဲတင်တဲ့လူတွေတော့နေသွားတယ် အဲကြော် declarus ကိုတော့ပို့ပြီးတော့အနာပေးချင်း declarus ကိုလည်းသူလဲလိုက်တယ်ထင်တယ် marino နဲ့လားမသိဘူး။ဘာလို့ကြော် declarus ကိုတော့ပို့ပြီးစောစောတော့အနာပေးစေချင်တာပေါ့နော်။ declarus ကိုလည်းအနာပေးလိုက်မလဲပါအောင်နော်။ declarus ကိုလည်းအနာပေးစေချင်တာကဆရာသမားကပြောတာတောက်ချောက်အများကြီးပါနေတော့ကျဲဟုတ်ပြီ။ကျွန်တော်အနေနဲ့ကတော့နောက်ဆုံး credit ပေးချင်တာဒီဒီပြ Adidas အနေနဲ့လက်စစ်လက်ထိုင်ကလူစင်းတော်တော်များများလဲဝါဆိုလို့ declarus ကလည်းလဲဖို့တော့ကသူ့မှာလည်းရွေးချယ်စရာ9ရောက်ပဲလဲခွင့်ရှိတယ်လေ9ရောက်လောက်အကုန်လုံးသုံးပြီးသူလဲဝါတယ်။ declarus ကတော့အမလဲပြလိုက်ဘူး။ ဒါမဲ့လည်းသူအကောင်းဆုံးလဲသွားတာဖြစ်တဲ့အတွက်ကြောင့်လို့ဒါတော်တော်လေးကောင်းပါတယ်ဒီပွဲစဉ်ကလောက်ပါပဲဟုတ်ပါကျေးဇူးပါဆိုတော့ကိုရင်ဝင်းနေနေလေးတုံးသက်ပေးပါဦးလက်ရှိအာဆန်ရဲ့ခြေစွမ်းနေပေါ့အမှန်ပါပဲကျွန်တော်တို့ဟိုအီဒီကိုလိုလုံးဝကန်းခတ်တဲ့အသင်းမျိုးပေါ့နော်အဓိကတော်တော်လေးကိုကြစ်လက်တယ်ဒါအီဒီကိုနဲ့ပတ်သက်ရင်တော်တော်များများကဒါခက်ခဲမယ်လို့ထင်ထားခဲ့တယ်ဆိုပေမဲ့ဒါပထမပိုင်း B ဒုတိယပိုင်းမှာတော့ ကိုကြီးရောကိုကျော်ကြီးရောပြောသွားသူပဲကာဘီယယ်ရဲ့ဒီဆက်စပီကရလိုက်တဲ့ဂိုးကအေဒီကိုရဲ့ဒါလုံးဝကိုဥတီချက်ကိုလုံးဝပျက်စီးပစ်လိုက်တယ်ဆိုတော့ပုံစံမျိုးတော့ဖျက်သွားတယ်ဗောနော်အဲ့ဂိုးကနေမှလုံးဝပွင့်သွားတာကအာစနယ်လည်းဒီဘက်မှာကျွန်တော်အကြိုက်ဆုံးချက်ကတော့ဒါကိုကြီးတို့လည်းတော်တော်လေးနီးစင်ပါနေလဲတုံးတက်ပြီးပြီအကြိုက်ဆုံးချက်တွေလည်းပြောပြီးပြီဆက်စပီဆက်ပီတွေလည်းတော်တော်များများဒါတုံးတက်ပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ဒီဘွဲမှာနောက်ထပ်လိုအားလေးကိုဖြည့်ပြောရမယ်ဆိုတော့အဓိကမန်ဒလယ်ဒီပြ အာဆနယ်မှာဒီယာဒီမှာအတွေ့ရဆုံးအချက်ကိုပြောပါဆိုဝင်းနေမန်ဒလာဒီပဲဒီယာကအာဆနယ်ကိုပွဲတိုင်းကိုအသက်ဆက်နေစေတဲ့အချက်လို့တော့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီဝင်းနေမန်ဒလာဒီဟာအာဆနယ်မှာကစားသမားတိုင်းကိုတွေ့ရတယ်။အနောက်ပြေအာဆနယ်သင်းကဒီယာဒီမှာကျွန်တော်တို့သူတို့ကိုယ်တိုင်ဘဝကိုဟိုဘယ်လိုပြောမလဲကစားသမားတိုင်းမှာလှုပ်ယူထားတဲ့မန်ဒလာဒီမျိုးမဟုတ်ဘူး။သူတို့ကိုယ်တိုင်ဘဝကိုဖလားအောင်မြင်မှုကိုစာလောင်နေတဲ့ပုံစံမျိုးကိုတွေ့ရတာဆိုတော့ဒါဟာတော်တော်လေးကို positive ဖြစ်တဲ့အချက်လို့လည်းမြင်တယ်။နောက်တစ်ချက်ကအာဆနယ်ရဲ့ ချန်ပီယံခြေစွမ်းလို့ပြောရမလားတကယ်ကိုတော်တော်လေးကိုကောင်းပါတယ်စိတ်တပိုင်းဆိုင်ရာအရာကိုခြေစွမ်းပိုင်းဆိုင်ရာရုပ်အကအာစနယ်ဟာအခုချိန်မှာကျွန်တော်တို့ထိတ်ဆုံး peak level မျိုးကိုရောက်နေတဲ့ကာလလို့ပဲသုံးသပ်ချင်တယ်အာစနယ်အနေနဲ့ဒီယာဒီမှာဆိုလဲကျွန်တော်တို့အဓိကတော့အာစနယ်ရဲ့လက်နက်လို့ပြောလို့ရတဲ့ဆက်စပီရဲ့နောက်တန်းကကြစ်လက်လာတဲ့အချက်ကတော်တော်လေးကောင်းတယ်ဘာကြောင့်လဲဆိုတော့ ဒီ Gabriel Saliba မှမဟုတ် Gabriel Mosquera ရပဲဆော့ဆော့ပါပဲဆော့ဆော့ကျွန်တော် Arsenal အခုချိန်မှာခုနကကိုကျော်ကြီးပြောသွားသူပဲပေးခဲ့ရတဲ့ဂိုး3ဂိုးကိုပြန်ကြည့်မယ်ဆိုရင် Newcastle Man City ကျွန်တော် Liverpool အဲ့3ဂိုးလုံးကအမှန်တိုင်းပြောရင် Super Slide Free Kick Haaland ရဲ့ twin goal အပ်ပြီးရင်ကျွန်တော် Newcastle တင်းရဲ့တိုက်စစ်ကစားသမားသူတို့ရဲ့ twin goal တွေအကုန်လုံးက Arsenal တင်းလုံးဝမဖြစ်မနေမှုလို့လာပေးလိုက်တဲ့ဂိုးတွေကျန်တဲ့ပွဲတွေအကုန်လုံးက clean sheet ပဲလုံးဝကိုပေးထားတဲ့ကျွန်တော်တို့ဂိုးတွေကလည်း quality ဂိုးတွေဆိုတော့ Arsenal ရဲ့ဒီရာဒီမှာ ဖလားယူဆောင်ပေးမဲ့အဓိကလက်နက်ကတော့ SSP အပြင်နောက်တန်းရဲ့ကြစ်လက်မှုကတော့တကယ်ကိုလေမတိုးတဲ့ခံစစ်ဖြစ်နေတာတော့အမှန်ပဲဆိုတော့ကျွန်တော်လက်ခံမယ်။နောက်ထပ်ချက်အနေနဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီပြအာဒီတာရဲ့ versatile ဖြစ်တဲ့ကစားသမားတွေသူ့ရဲ့ squad မှာပုံများလာမှုပါ။တကယ်ကို versatile ဖြစ်လာတာနဲ့အညီကျွန်တော်တို့ Lewis Kelly ဆိုရင်ကျွန်တော်တို့အတွင်းကဝင်ဆော့ပြီးတော့ Martinelli ရသွားတဲ့ goal ဆိုရင်တကယ်ကို quality goal ပဲ။အဲ့ goal ကတော့ကျွန်တော်အတွက်တော့အမှန်တမ်းပြောရင် Lewis Kelly ဟာတော်တော်လေးကို quality player ကျွန်တော်တို့သူ့အသက်အရွယ်နဲ့ဒီလောက်ထိလုပ်ပြနိုင်တာဒါကြောင့်မို့လို့အင်္ဂလန်လက်ရွေးစင်အထဲမှာရွေးချယ်ခံခဲ့ရတာလို့မြင်တယ်။ Arsenal အတွက်ဒါအထူးသဖြင့်ဒီပြအာဒီတာတို့က Lewis Kelly, Timber, John Claude Fiori အဲ့ဒါပြီးရင် Van White ဒီလိုမျိုးစတဲ့အတွင်းကိုဝင်ဆော့နိုင်တဲ့လိုအပ်ရင်ကျွန်တော်တို့ဒါ fullback အနေနဲ့လည်းဆော့နိုင်တယ်အဲ့လိုမျိုး versatile ဖြစ်တဲ့ဒီကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့အတွက် Arsenal တင်းရဲ့ squad depth မှာ squad depth တောင့်သွားတယ်ဆိုတာ squad depth ကိုကျွန်တော်တို့ ပုံစံမျိုးစုံနေရာနှစ်နေရာစာလောက်ကိုစော့နိုင်တဲ့ကစားသမားကောင်းတွေရှိနေခြင်းရပဲအာဆင်နယ်တဲ့ဒီယာဒီမှာကျွန်တော်တို့ major trophy ပေါ့နော်သူတို့ရဲ့ priority လို့ပြောလို့ရတယ်ပရီးမီးယားလိနဲ့ဒီလိုမျိုး champion league မှာအောင်မြင်မှုတရဖူစောင်းနိုင်မဲ့ဒါအနိုင်တွေပွဲတွေပေါ့ဆက်လာရလို့မြင်နေနောက်တစ်ချက်ကတော့ကျွန်တော်အမြင်ရဆိုတော့ Adidas ရိုက်သွင်းမိထားတဲ့ကျွန်တော်တို့တသိန်းလုံးရဲ့ winning mentality ပါပဲဒီ winning mentality နဲ့ပဲ Arsenal တင်းဒီယာဒီမှာကျွန်တော်တို့အကုန်လုံးအဲ credit ကိုအပြည့်ပေးရလိမ့်မယ် Arsenal တင်းဟာတကယ်ကို completely different ကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲတကယ်ကိုဥရောပအကောင်းဆုံးအသင်းတွေထဲမှာကျွန်တော်အတွက်ဆိုရင်ဒါ1 2 3နောက်1 2 5အဲ့ဒီထဲမှာပါနေပြီလို့တော့ကျွန်တော်တော့သတ်မှတ်တယ်အာဆင်နယ်အသင်းဒီချန်ပီယံလိဖလားကိုရကျင်နေဆိုရင်တော့ဒါတခြားအပြိုင်မကောင်းတွေကိုတော့ကြော်ဖြတ်ဖို့တော့လိုသေးတယ်ဆိုပေမဲ့အခုရသေးသေးတော့အာဆင်နယ်အသင်းလုတ်ပြထားတဲ့ဟာတွေကကျွန်တော်တို့အောင်မတ်ဆိုတာတဂုံလူမတ်တက်ပို့ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့နောက်လာမယ့်ပွဲကလည်းချန်ပီယံလိမှာကကျွန်တော်ဒါတကယ် ကျွန်တော်အာဆင်နယ်ကိုဒုက္ခပေးနေကြဒါဘိုင်နင်းနေပေါ့နော်ဒါပေမဲ့ဒီရာဒီမကအာဆင်နယ်ကဒီပရီးမီယာလီးဂ်လို့ပြောလို့မှာဆိုရင်ကပုံမှန်ဒုက္ခပေးနေကြအသင်းတွေဖြစ်တဲ့ကျွန်တော်တို့ကနျူကာဆယ်တို့ဒါဝက်ဆန်တို့ဒီလိုမျိုးအသင်းတွေကိုတော့ရှောက်ဆိုလို့အနိုင်ယူနိုင်ခဲ့တာဆိုဘိုင်နင်းနေနဲ့တွေ့ရင်ဘလိုမျိုးရက်ဆက်ထောက်ပေါ်လာမလဲပေါ့ဒါတော့တကယ်ကိုမှစိတ်ဝင်စားဖို့စိတ်ဝင်စားဖို့ပြောတာပေါ့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့အာဆင်နယ်အတွက်တကယ်ကိုမှအခုတရှိချိန်မှာကလည်းတကယ်ကိုပေးကိုတုံညဆိုတဲ့အရာဒီတကယ်ကိုအာဆင်နယ်အတွက်တကယ်ကို positive ဆောင်းပါတယ်ဆိုတော့ဒီနေ့ပွဲမှာဟိုမှာ ဟို4-0ဆိုရရတဲ့တခုကတော့အချို့ဘောတကာလောင်းတယ်လို့ပဲတကယ်ကိုအာဆင်နယ်ပြည်တဲ့ညီကိုတွေ့တယ်တကယ်ကိုပျော်ရွှင်မဲ့ညာချမ်းဖြစ်မယ်လို့ထင်တယ်ဆိုတော့အာဆင်နယ်တော့ကတော့ကျွန်တော်ရဲ့ကိုနေဝင်းရဲ့ဘူဂျိုကြီးရဲ့ဒီပွဲကြည့်တုံးကကျွန်တော်တို့ဒါကိုနေမယ်ပေါ့နော်ပြောပြတာဟိုဒီ group stage ကတော့ဒါလှည့်ကြည့်ကြမှာလို့တော့အာဆင်နယ်တကယ်ကိုနောက်တစ်ဆင့်တက်ပြီးဘယ်လိုမျိုးအနေထားတစ်ခုနဲ့တက်မလဲပဲဒီကတော့ကျွန်တော်တို့ဒီ1 to 8မှာမှာ ဒါစနေတက်မလည်းပဲအဓိကစောင့်ကြည့်ရမှာအဓိကခုလက်ရှိမှာ different ရဆိုတဲ့ Arsenal ကတက်ပြီးတော့ဒါ PSG တို့ Inter Milan တို့နဲ့တိတ်ကွာတော့မဟုတ်ဘူး။ဒါအတွက်ကြောင့်မလို့ဒီကေကောမှာကောင်းမွန်တဲ့အရာလိုပဲဆိုရမယ်ပေါ့။ဆိုတော့ဒီကိုတွေကဘယ်လိုမျိုးဒီပွဲကိုတင်ပြယူဆကြတယ်ဆိုတော့ comment အောက်မှာ ဝါဆယ်နီနီခုပြောလို့ရပါမယ်ကျွန်တော်တို့ကတော့အာဆနယ်နဲ့ဒါအီဒီကိုမက်ထရစ်တို့ရဲ့ 4C ဆိုတဲ့ result တစ်ခုကိုဒါပွဲပြီးသုံးသက်ချက်ပွဲပြီးအမြင်ကိုကျွန်တော်တို့ဒါပြုလုပ်ပြရဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ series channel ဆိုရင်ကျွန်တော်ရဲ့ video လေးကို like လုပ်နေပြီးအမေကကြောင့်ကိုတောင်းဆိုချင်ပါတယ် channel လေးကို subscribe လုပ်ရတယ်ဆိုရင် subscribe လုပ်ပြီးအမေကကြောင့်ကိုတောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးပဲနောက် video မှာပြန်တွေ့ပါမယ်ဗျာအားလုံးပဲကျေးဇူးများလိုက်တင်ပါတယ်